မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့အော်တိုဘာလ19ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်နဲ့တနင်္သာရီတိုင်းကော့တောင်းမြို့နယ်တို့မှာအုတ်ချုပ်ရေးမှူး2ဦးနဲ့ပြူစောတိ2ဦးတို့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ16ရက်နေ့ညနေ4နာရီလောက်မှာညောင်ဦးမြို့နယ်ခေးဖို့ကျေးရွာအုပ်ချုပ်ရေးမှုဥလွင်ကိုကိုအမည်မသိတဲ့တနတ်သမားများက၎င်းရဲ့နေအိမ်အတွင်းမှာတနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အုပ်ကြီးကိုဆိုင်ကယ်နဲ့လာပစ်သွားတာဘဲအဖွဲကပစ်တယ်ဆိုတာမသိရသေးဘူး။စစ်ခွေးတွေတော့အလောင်းလာကောက်သွားတယ်။အနီးနားကပြည်သူတွေကိုစစ်ဆေးမေးမြန်းတာတွေကိုလည်းလုပ်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အဲ့ဒီပြစ်ခတ်တက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်အဖွဲ့ကလှုပ်ဆောင်သွားတယ်ဆိုတာကိုဒေတာရင်းတော်လိုင်းတက်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ပြောပါတယ်အလားတူပဲဒနင်္သာရီတိုင်းကော်တောင်းမြို့နယ်မှာလည်းလုံဖော်ကြီးရွာအုပ်ချုပ်ရေးမှူးတအုပ်နဲ့ပြူစောတိနှစ်အုပ်ကိုလည်းအမိမသိတဲ့တနတ်သမားများကဖမ်းဆီးသွားပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတေဆုံးသွားတယ်လို့သိရပါတယ်အော်တိုဘားလ14ရက်နေ့မှာ လုံဖော်ကြီးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်နဲ့ပြူစောတိအေးဆုံးတအုပ်တို့ကိုအမိမသိတဲ့တနတ်သမားများကဝင်းရောက်ဖမ်းဆီးသွားပြီးတော့လမ်းပိုင်းတနေရာမှာပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်ဇပယ်ကုန်းကြီးရွာအုပ်စုပဲ့ကန်ကြီးရွာမှာကြီးရွာချင်းဆက်လမ်းဖွင့်ပွဲအတွက်လောင်းကစားဝိုင်းနေကျင်းပနေတဲ့အချိန်အုပ်ချုပ်ရေးမှုကိုလာရောက်ပြစ်ခတ်ရာကနေအနီးတစ်ဝိုက်ကဒေသခံ၈ဦးသေဆုံးသွားပြီးတော့အမျိုးသမီးတအူဒဏ်ရာပြင်းထန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့ညကပဲ့ကန်ရွာအနီးလေခွင်းထဲမှာလမ်းဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့လောင်းကစားဝိုင်းနေလုပ်နေတဲ့အချိန် 6ကောင်ဝိုင်းမှာကစားနေတဲ့အုပ်ချုပ်ရေးမှူးဦးရဲမြင့်ဦးကိုဝင်ရောက်ပြစ်ခတ်တာလို့သိရပြီးတော့ဦးရဲမြင့်ဦးနဲ့အတူလောင်းကစားဝိုင်းမှာကစားနေတဲ့အမျိုးသား၈ဦးအပါအဝင်ဒိုင်လုတဲ့အမျိုးသမီး2ဦးလည်းကြီးစံထိမှန်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ပြစ်တဲ့လူကအတွဲလိုက်ပြစ်သွားတာ ပဲကံရွာအုပ်ကြီးဥယျမြင့်ဥယယ်သူတငယ်ချင်းဥမြင့်သိန်းရယ်ကံဆွေရွာကဥတန်းလွေရယ်ပါတယ်အုပ်ကြီးကိုပြစ်တာမှာဘေးကလူတွေကိုပါပြစ်တယ်လို့ဖြစ်သွားတာလူကများတော့အကုန်ထိကုန်တာတေတာက၈ရောက်အမျိုးသားတွေကြီးပဲလူငယ်တွေလည်းပါတယ်အမျိုးသမီးတစ်ယောက်ကတော့အချင်းနေဆိုးတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်တနက်နဲ့ပြစ်ခတ်တဲ့သူဟာမတ်စ်ဝတ်ထားပြီးတော့တယောက်တည်းဝင်ရောက် ပြစ်ခတ်သွားတယ်လို့သိရပြီးဒေသုံးတဲ့သူတွေထဲမှာအသက်25နှစ်ဝန်းကျင်အရွယ်လူငယ်၂ဦးနဲ့တပ်ကြီးပိုင်း6ဦးတို့ပါဝင်တယ်လို့သိရပါတယ် ပွဲဆိုတော့လေလူငယ်တွေကလူကြီးတွေကစော့နေကြတာပေါ့ဘယ်အဖွဲ့ကပြစ်တာလဲမသိရသေးဘူးအုပ်ကြီးကနည်းနည်းအတန်ထွက်တယ်တိကိစ္ဆာနဲ့စစ်မှုတန်းကိစ္စတွေမှာငွေကြေးရယူတာတွေလက်စားတာတွေရောအတန်ထွက်နေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျတေဆုံးသူရုပ်အလောင်းတွေကိုရန်တောင်တိုက်နယ်စေယုံမှာဆစ်ဆင်းနေပြီးတော့စစ်ခွေးတပ်ဖွဲ့ကတော့အခင်းဖြစ်ပွားရာနေရာနဲ့နေတယ်ကံဖြားရွာကိုစစ်ကြောင်းထိုးကတအိမ်တက်တအိမ်ဆင်းဝင်းရောက်ရှာဖွေနေလို့ဒေသခံတွေတိတ်ဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယဝရီတိုင်းပသိမ်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးအေးကိုနဲ့အဖွဲ့ကပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်မှုထမ်းနှစ်ဦးရဲ့အကိုနဲ့ညီဖြစ်သူကိုလိမ့်လည်ခေါ်ယူပြီးတော့ပြည်သူစစ်မှုထမ်းအဖြစ်နဲ့ရောင်းစားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ15ရက်နေ့ကအုပ်ချုပ်ရေးမှူးအေးကိုဟာမောင်ဘုံဘုံနဲ့မောင်ဟုတ်ကျူးတို့နှစ်ယောက်ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကအမျိုးတွေကတွေ့ကျင်တဲ့အတွက်ခဏလိုက်ခဲ့ပါဆိုပြီးတော့နေအိမ်အထိလာရောက်ခေါ်ဆောင်ပြီးတော့ တက်သေးရောက်မှဆင်မရန်တက်သားအဖြစ်နဲ့ရောင်းစားခဲ့တယ်လို့သိရပါတယ်။ဘိုဘိုရဲ့အကူနဲ့ဟုတ်ကြီးရဲ့ညီကနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကစစ်သားတွေမင်းတို့အကူနဲ့ညီကတွေ့ကြလို့ခဏလိုက်ခဲ့အောင်ဆိုပြီးတော့အုတ်ကြီးအေးကိုနဲ့စစ်သားတွေကသူတို့ကိုလိန်ပြီးခေါ်သွားတာ။ အခုတော့ပြန်မလှုပ်ပေးတော့ဘူးဘိုးဘိုးရဲ့မိဘတွေနဲ့ဟုတ်ကျူးရဲ့မိန်းမကသူတို့ဟာစစ်တပ်မိသားစုဝင်တွေဖြစ်တာမဟုတ်လို့သူတို့နှစ်ယောက်ကိုပြန်လှုပ်ပေးဖို့ပြောပေမဲ့ပြန်မလှုပ်ပေးတော့ဘူးလို့ဒေသခံတို့ကပြောပါတယ်အဲ့ဒီရက်ကွက်အုပ်ချုပ်ရေမှုအေးကိုဟာစစ်မှုရန်အပတ်စဉ်နိုင်အတွက်လူအယောင်ဝယ်ပြုတ်လုတဲ့နေရာမှာနာမည်ဆိုးနဲ့ကြော်ကြားနေသူဖြစ်ပြီးတော့လူငယ်များကိုအတင်းအဓမ္မစစ်မှုရန်တပ်သားတဲ့အဖြစ်စူးစမ်းပို့ဆောင်ပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမပူတော်မြို့နယ်မှာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထွန်းကြုံနဲ့နေရင်းရဲလွင်မိုးဦးတို့ကပေါ်တာဆွဲဖမ်းဆီးပြီးတော့အချမ်းဘတ်စစ်တပ်ထမ်းကိုရောင်းစားထားတဲ့ကျေးရွာနေပြည်သူ၂ဦးဟာတိုက်ပွဲမှာတေဆုံးသွားတော့လဲသူတို့ရဲ့မိသားစုများထံကိုအသိမပေးခဲ့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိချိန်မှာမပူတော်မြို့နယ်ငရံချောင်းကျေးရွာအုပ်စုမှာရှိတဲ့ကရက်ချောင်းရွာပျော့ကုံရွာတောင်လေးရွာကြောက်ရည်တွင်းသစင်ခွေတောင်ချောင်းရွာတို့က အုပ်စုအုပ်ချုပ်ရေးမှူးထွန်းညိုဦးဆောင်ပြီးတော့၎င်းရဲ့နောက်လိုက်တွေဖြစ်တဲ့ပြူစောတိချစ်သိန်းထွေအုပ်စရေးကောင်းထက်ဆန်းခေါ်မောင်ကောင်းနေရင်းရဲ့လွင်မိုးဦးပြူစောတိဆိုင်းလင်းထော်မိသားတပ်ဖွဲ့ဝင်ကျော်ဝင်း တစင်ခွင်းယာအိမ်မူချစ်တန်းတို့ဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်တပ်ထံမှငွေကျပ်သိမ်းချီပြီးတော့ရောင်းစားနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုး၎င်းတို့ပေါ်တာဆွဲဖမ်းဆီးထားပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုငွေကျပ်သိမ်းချီပြီးတော့ရောင်းစားထားတဲ့ငရံချောင်းကြီးရွာအုပ်စုကကိုကျော်မင်းစိုးနဲ့ကိုအောင်ပိုင်စိုးတို့ဟာရှေ့တန်းတိုက်ပွဲများမှာတေဆုံသွားခဲ့တော့လေမိသားစုဝင်များကိုအတိပေးအကြောင်းကြားခြင်းမရှိဘူးလို့ပြောပါတယ်။ဒါအပြင်ငရံချောင်းကြီးရွာအုပ်စုမှာနေထိုင်တဲ့ကိုစင်မင်းထွန်းကိုဟန်ဝင်းအောင် ကိုအောင်ကိုလင်းနဲ့ကိုပိုင်ထွန်းတို့ကိုလည်းမပူတော်မြို့နယ်ထွေအုပ်စရေးကောင်းထက်ဆန်းခေါ်မောင်ကောင်းရဲ့အဆက်အသွယ်နဲ့အချမ်းမစစ်တပ်ထံမှငွေကျပ်သိမ်းတဲ့ချီပြီးရယူကရောင်းစားခဲ့တယ်လို့သိရပါဗါးအဲ့ဒီကောင်တွေကအုပ်စုဖွဲ့ပြီးကိုတောင်းချမ်းနေတာဂျေးရွာတွေထဲမှာလည်းစစ်မှုထမ်းကြီးတွေအစမတန်ကောက်ခံနေတယ်လူငယ်တွေကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးတော့အချမ်းမစစ်တပ်ကိုငွေကျပ်သိမ်းချီနဲ့ရောင်းစားပြီးဝေစုခွဲယူနေကြတာအခုနောက်ပိုင်းမှာတော်တော်ဆိုးလာတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါး အဲ့ဒီငရံချောင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုထုံးညိုဟာတင်ပေါင်ခိုးရောင်းဝယ်မှုများအပါအဝင် လောင်းစားလုပ်ငန်းတွေစီကလည်းလက်စင်ငွေချက်သိန်းကိုရာနဲ့ချီပြီးရရှိနေတယ်လို့သိရပါတယ်။ပြည်သူတွေကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတိုက်ကြားထားတော့လဲငမှုတော်မြို့နယ်ထွေးအုပ်စရေးကောင်းထက်ဆန်းခွန်မောင်ကောင်းကငွေချေးရယူကလိုက်လံဖြည့်ရှင်းပေးနေတဲ့အတွက်ကြောင့်အေးအေးယူခံရခြင်းမရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမူးခရိုင်ခမ်းပတ်မြို့မှာရှိတဲ့ဒေသခံပြည်သူတချို့ဟာစစ်ခွေးတပ်ရဲ့အင်အားသုံးစစ်ကြောင်းထုံးနေမှုကြောင့်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့နဲ့18ရက်နေ့မှာအချက်မှစစ်ကောင်စီတပ်ကကလေးမြို့ကနေအင်အားအလုံးကျုံသုံးပြီးတော့ကလေးခမ်းပတ်လမ်းကြောင်းကို ထိုးစစ်ဆင်လာတာကြောင့်ခမ်းပတ်မြို့နယ်နဲ့မြို့ပေါ်ကဒေသခံတချို့ဟာ မနေ့ကအော်တိုဘားလ16ရက်နေ့ကနေပြီးတော့ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ကြောင်းကအင်အားတထောင်ကျော်ပါမယ်ဗျ။မနေ့ညကရာဇဂျုံမှာတိုက်ပွဲဖြစ်တယ်။အိမ်တွေကိုလည်းမီးလိုက်ရှို့နေကြတယ်။16ရက်နေ့ညကရာဇဂျုံမှာတိုက်ပွဲဖြစ်တယ်။အိမ်တွေကိုလည်းမီးလိုက်ရှို့နေကြတယ်။မနေ့က16ရက်နေ့မှာစော်ပွားရေရှင်ကိုရောက်နေကြပြီ။ တိတ်မလုံးဂျုံတော့ပြည်သူတွေမှာထွက်ပြေးရတာပေါ့လုံဂျုံတဲ့နေရာတချို့နဲ့အိန္ဒိယဘက်ခြမ်းကိုထွက်ပြေးကြတာပါလို့ဒေသခံတို့ကပြောပြထားပါတယ်အခုလိုမျိုးစစ်ခွေးတက်ကအင်အားသုံးပြီးတော့စစ်ကြောင်းထိုးနေတဲ့လမ်းကြောင်းတွေမှာပိတ်မိနေတဲ့ဒေသခံပြည်သူတချို့ရှိနေတယ်လို့ပြစ်စည်းပြန်ယူတဲ့ပြည်သူတချို့ရှိခဲ့ပြီးတော့စစ်ခွေးတက်များရဲ့အကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံနေရတာကြောင့်ခမ်းပတ်မျိုးအနည်းကကြေးရွာတချို့ကပြည်သူတွေနဲ့မြို့ပေါ်ကပြည်သူတချို့ဟာအခုလိုမျိုးဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ ဇကိုင်းတိုင်းတမူးကလေးလမ်းကြောင်းကိုဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီမှာအပိဓာရှင်းလင်းပြီးတော့တမိုးမြို့မှာတက်မတစ်ခုအထိုင်ချထားမယ်လို့စစ်ကောင်စီကကြွေးကြော်ထားတယ်လို့သိရပါဗျ။စစ်တပ်ကသူတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲအောင်မြင်အောင်လှုပ်ဆောင်တဲ့သဘောဖြစ်မယ်။ဒါပေမဲ့အခုလိုမျိုးအကြမ်းမတမ်းနဲ့အင်အားသုံးပြီးစစ်ကြောင်းထိုးတိုက်ခိုက်တော့ပြည်သူတွေကသူတို့ကိုပိုယွန်ပိုကြောက်ပြီးတော့ထွက်ပြေးကြမှာပဲ။ တမိုးမျိုးပေါ်တော်မှရွေးကောက်ပွဲကမတိကြဘူးလို့ဒေသခံတအူးကပြောပြထားပါဗျ။စစ်ခွဲတပ်ကတမိုးခရိုင်အတွင်းမှာနေမြင်ရှင်းလင်းပြီးတော့ရွေးကောက်ပွဲကျင်းပမယ်လို့စီစဉ်ထားပေမယ့်ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရမှာဖြစ်တဲ့အတွက်မဲပေးနိုင်သူပုံမှုပြီးတော့ရောနေနိုင်တယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့နယ်အတွင်းအချက်မဲ့ဆက်တက်ကဆက်တက်၄ထင်းနဲ့ဘုံကျဲပြီးတော့မြေပြင်ကနေလဲစစ်ကြောင်းထုံးနေတဲ့အတွက်ကြီးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလာ၁၈ရက်နေ့မနေ့ပိုင်းကစတင်ပြီးတော့ညောင်မင်းကြီးစခန်းကနေထွက်လာတယ်။အင်အား150လောက်ပါတဲ့အချက်ပါစစ်ခွေးစစ်ကြောင်းဟာစားလင်းကြီးမြို့နယ်မြောက်ဘက်ချမ်းမှာရှိတဲ့မြန်မာဝမ်ပေါအနီးကျွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအချက်ပါစစ်ခွေးစစ်ကြောင်းဟာမုံရွာမြို့ပေါ်မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေလာတဲ့အချက်ပါစစ်ခွေးစစ်ကြောင်းဖြစ်ပြီးတော့မနေ့ကညပိုင်းကညောင်မင်းကြီးရဲစခန်းမှာညအိတ်က ဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာကြီးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပြည်သူတချို့ကိုလည်းလမ်းပြအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ကြီးရွာများကနေအိမ်တွေအတွင်းကိုဝင်းရောက်မှွေနောက်ကရွှေငွေတချို့နဲ့တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းခိုးယူသွားတယ်လို့သိရပါတယ်။ အခုလိုအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဝင်ရောက်လာတဲ့အချိန်ကလေးကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်၄ထီနစီးကစားလင်းကြီးမြို့နယ်အရှိတ်ချမ်းမှရှိတဲ့ကျေးရွာများကိုဘုံစဲလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတအုပ်လက်နက်ငယ်ထိမှန်ပြီးတော့ဒဏ်ရာရရှိထားကဘုံကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်သူရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့စစ်ခွေးစစ်ကြောင်ထွက်လာတဲ့အချိန်ကလေးကရွာတွေကိုဆက်တက်လေထီးနဲ့ဘုံဆယ်လုံးကျဲချတိုက်ခိုက်သွားတာပါပြည်သူတအုပ်ကိုတော့လက်နိုင်ငယ်ထိမှန်တယ်လို့သိရပေမဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်သူရှိမရှိကတော့မသိရသေးဘူးလို့ချင်းတွင်းမြေကန်ဘေးကကြေးဝါများတပိတ်စစ်ကြောင်ကတာဝန်ရှိသူကပြောပြထားပါဗါးအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်ဟာလက်ရှိချိန်မှာလေဒီရွာနဲ့ဆယ်တဲရွာအတွင်းမှာညအိတ်တက်ဆွဲထားပြီးတော့ဘယ်နေရာကိုဆက်လက်ပြီးတော့ထွက်ခွာမယ်ဆိုတာကိုအတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ